တ်မဲ့ရရကျွန်တော်2005လား2006လားမင်း2006 2005ထင်တယ်ဗျ2005တော့အာငါသမီးစာချက်နေရဆိုကားကိုဥဆောင်ကပရီဇာလုတ်ပြီးတော့ရိုက်တယ်ဒရိုက်တာကညိုမင်းလွန်ချူတင်မှာကံပေါင်းမှာစတွေ့ရချင်းဥရိုင်းလုံးနဲ့ကံမှာစတွေ့တယ်ဤလေးလေမင်းကကြည့်လို့မရဘူးဟာဘာဖြစ်လို့လဲကိုတူးွားတယ်မင်းကကြည့်လို့မရဘူးဘူအားအလုတ်လုတ်လို့အဆင်ပြေပါမလားဆိုအာမဟုတ်အလုတ်ကရရမင်းကအဆင်ပြေလားပြေပါရဲ့ဟုတ်လို့မင်းကိုတဲ့ငါကြည့်လို့မရဘူးဆိုတော့တခြားလူတွေပြောမှသိရတယ်ငါအထိပ်ပြောထားခြင်းလို့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဟိုအဲ့လိုပဲ ဘာလို့လဲတော့မသိဘူးဒါပေမဲ့အခုတော့အဆင်ပြေပါတယ်ကိုညိုကသူဖြစ်ချင်တာတခုကိုသူကနားလဲအောင်ရှင်းပြတတ်တဲ့ driver ထဲမှာပါတယ်တေးဥဆောင်နေပေါ်မှာလေဆိုတော့အဆင်ပြေပါတယ်ဗျလူလူပဲလူလူကစိတ်အမျိုးမျိုးရှိရပဲဘာမှမပြောလေဘာမှမပြောကျွန်တော်ကျွန်တော်မကြိုက်တဲ့လူလည်းရှိမှာကျွန်တော်ချစ်တဲ့လူလည်းရှိမှာချစ်တဲ့လူလည်းရှိမှာအဲ့ဒါကြီးကျွန်တော်ကလိုက်ခံစားနေကြမှာမလို့ရ AAPX Creation မှာလူပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနှင့်အခြားသောစီစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ AAPX Creation မှာတော်ညာများထည့်သွင်းလိုပါကဖုန်းနံပါတ်39996569849ကိုဆက်သွယ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ဒီကားလေးကတော့ကျွန်တော်နဲ့ကိုညိုမင်းလွင်နဲ့ဒါပထမအဆုံး၁၀ဆုနှစ်တစ်ခုလောက်ဝန်းကျင်မှာပထမအဆုံးပြန်ဆုံတဲ့ကားလို့ပြောလို့ရပါတယ်။အရှိတ်ဘက်မှာကျွန်တော်တို့ဗီဒီယိုခေတ်ဦးတွေ အဲကျွန်တော်တို့ရုပ်ရှင် DVD ပါညာတွေမှာကျွန်တော်စုံခဲ့ပေမဲ့အခုဒါအခုနဲ့ပြန်မြဲဖြစ်တာအရင်ကြာပြီအဲအပြင်မှာတော့စုံပြီးပေမဲ့ဒါဒီကားလေးကကျွန်တော်တေချာလေး project တစ်ခုအနေနဲ့ပြန်လုပ်ခွင့်ရတဲ့ကားလေးပေါ့နော်ဆိုတော့ဟိုမျောလင်းထားရဲဆိုတော့ဒါအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ကြိုးစားထားပါတယ်ဗျကုညိုကကျွန်တော်တို့စတွေ့ကြရရပေါ့နော်ကုညိုမင်းလွင်ကဒီလိုမျိုးကုညို style လေးရှိရယ်ဆိုတော့ကျွန်တော်တို့ပြန်တွေ့ရတဲ့အချိန်မှာကုညိုကတော့သူ့ style လေးအတိုင်းပဲသွားနေတယ်ဒါပေမဲ့ advance တော့အများကြီးဖြစ်လာတယ်ကျွန်တော်ပြန်ပြီးအတူယူရတဲ့အပိုင်းတွေလည်းအများကြီးရှိပါတယ်ဗျဒီကားမှာတော့ကျွန်တော်မင်းခွန်ဆိုတဲ့အကို ကြီးဆုံးနေရာပေါ့နော်မတော်မတော့ယောက်မှာအခုအကြီးဆုံးနေရာနေကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတည်ဆောင်ထားပါတယ်ဗျာမာလီရုံမြတ်သူကကျွန်တော်တို့ဒါအစ်စ်ပေါ့နော်ရုပ်ရှင်တစ်ခါမှမရိုက်ဘူးတဲ့အာဗီဒီယိုတစ်ခါမှမရိုက်ဘူးတဲ့တည်ဆောင်အစ်စ်တယောက်နေနေဆိုရင်အောင်မရပါဘူးသူလည်းကောင်းဆုံးဖြစ်အောင်တော့သူကြရစေလို့ဖြစ်အောင်ကြိုးစားပါတယ်ကျွန်တော်တော့အများကြီးလေးလာစရာတွေသူမှရှိသေးရပါဘူးဟုတ်ဟောဟောပါပေါ့အဓိကတော့ကိုယ်လုံးစရာရှိရပဲကိုယ်လုံးနေဖို့လိုတာပါလောကကြီးမှာလေအလုပ်အလုပ်တစ်ခုပဲလုပ်ပဲဖြစ်ဖြစ်ပေါ့ဆိုတော့ကိုယ်ဝေဖန်တာပဲဖြစ်ဖြစ်အကြံပြုတာပဲဖြစ်ဖြစ်အကောင်းမြင်စိတ်လေးနဲ့လက်ခံပေးလိုက်အရာအလုံးကအဆင်ပြေပါတယ်မျိုးမျိုးပေါ့ ကောင်းတာအောင်ဆိုတော့အမြဲတွန့်တွဲနေရတယ်လောကကြီးကဒီကိစ္စတခုတည်းမဟုတ်ပါဘူးဆိုတော့အရာအားလုံးမှာကိုကအအကောင်းမြင်စိတ်လေးများများထားပြီးလိုက်ရင်အကုန်လုံးအဆင်ပြေသွားတာကြီးပဲဟိုမှာကိုကမကောင်းတဲ့အမြင်နဲ့ပဲပြောပြောကောင်းတဲ့အမြင်နဲ့ပဲပြောပြောကိုကအကောင်းမြင်စိတ်ကောင်းကောင်းထားပြီးတော့မှကြော်ဖြတ်လိုက်နိုင်ရင်ကိုလေးအေဂျင့်နဲ့ပတ်ဝန်းကျင်နဲ့အေဂျင့်အော်ဒါဇညွန်းသမားတွေရဲ့ကြိုးစားအထုတ်မှုပေါ့နော်ဇညွန်းသမားတွေရဲ့ဒရိုက်တာရဲ့ကြိုးစားအထုတ်မှုကိုတေးဥဆောင်တွေကကြိုးစားတေးဆောင်ဝင်ရတာပေါ့ဆိုတော့အခုတက်ပိုကောင်းမွန်တဲ့ဇညွန်းတွေအများကြီးထွက်လာမယ်လို့လည်းမျှော်လင့်ပါတယ်ဗျာ ဟုတ်ငငယ်ငငယ်တွေကပါကျွန်တော်စားရိုက်ခရေကအခုချိန်လေးကျွန်တော်ကျွန်တော်ကြိုက်တဲ့ကြိုက်တဲ့ဇလန်းကိုပဲအဲ90မှာ98ရာခိုင်နှုန်းကကျွန်တော်ကြိုက်တဲ့ဇလန်းကိုပဲရွေးချယ်ပြီးတော့ကျွန်တော်သိဥဆောင်ခဲ့တာပါကျွန်တဲ့နှစ်ရာခိုင်နှုန်းကတော့အားနာပြီးတော့ပေါ့နော်ဘလုံးကငင်းမရတဲ့အခါမျိုးကြောင်ရလို့ဝေးရတဲ့အခါရှိပါတယ်ဆိုတော့အခုထိလည်းအဲ့တိုင်းပါပဲဆိုတော့နောက်လည်းဒီတိုင်းပဲဆက်သွားအောင်ပါကိုမကြိုက်တာဟိုဟိုငင်းမှုကအားနာစရာမလိုဘူးလို့တော့ကျွန်တော်ထင်ပါတယ်ဘာလို့လဲဆိုတော့လေကိုကအဲ့ကိုမကြိုက်တာကြီးကိုလှုပ်ထားပြီးမှနောက်နောက်ရနေမှာတက်ငင်း ပြည်ပသက်သားညင်းလိုက်တာတစ်ဖက်လူတစ်ဖက်သားလုပ်ငန်းလုပ်မဲ့လူတွေအတွက်လည်းကောင်းတယ်လို့ကိုယ့်အတွက်လည်းအဆင်ပြေမယ်ထင်လို့ပါအဓိကကတော့ကျွန်တော်အရင်တခြား pressure တွေရှိရင်ကျွန်တော်လာပါတယ်ဒါပေမဲ့ကျွန်တော်ကမဟုတ်တဲ့ ဟာဆိုကျွန်တော်မဖြေပါဘူးဘာလို့မဖြေလဲဆိုတော့ယုံမကြည့်ရသေးရလဲပါသလိုကျွန်တော်ပွဲမဟုတ်လို့ပါအခုအင်တာဗျူးတွေအာဒီဟာဆရာဆရာမတွေပြန်ဖြေပြစ်တယ်ဆိုတော့ကျွန်တော်ကားဆိုရင်တော့ကျွန်တော်ဒီဒီကားနဲ့ပတ်သက်သမျှကိုကျွန်တော်တိထားတဲ့ဟာတွေဆိုတော့ဖြေလို့ရတယ်တော့ကျွန်တော်ပြန်ဖြေတာပါဗျာဆိုတော့ကျွန်တော်တယောက်တည်းအာဆိုရှယ်မီဒီယာနဲ့တော့မလုံတော့ပါဘူးစာနယ်ဇင်းဆရာဆရာမတွေရဲ့ကူညီပံ့ပိုးမှုလည်းအများကြီးလိုအပ်ပါတယ်ဗျာရိုက်တော့ရိုက်ချင်တယ်ဗျာဒါပေမဲ့ရိုက်နိုင်ဖို့အတွက်ကကြတော့သူကစူးစမ်းအောက်ထုတ်မှုပိုင်းကအများကြီးလိုတယ်အငွေကြီးအကုန်လုံးပေါ့နော်ဗတ်ပေါင်းဆောင်ကအားအားထုတ်ပြီးမဲ့လုံမရမဲ့ဟာမျိုးတွေရှိရဲဆိုတော့ကျွန်တော်အချိန်နည်းနည်းယူပြီးရင်တော့စူးစမ်းကြည့်ချင်ပါတယ်ဗျ music ကတော့မလုပ်ဖြစ်ဘူးလုံးဝ။ဒါတရားတေချာတော့ဒီနှစ်ပိုင်းခြားတွေကထုံးစံတိုင်းပဲကျွန်တော်ဒီရုပ်ရှင်ဘက်ပဲကျွန်တော်တော်တော်အားစိုက်ထားမှာပဲ။မှတ်မှတ်ရရကျွန်တော်2005လား2006လားမသိ2006 2005ထင်တယ်ဗျ။2005တော့အာငါသမီးစာချက်နေလို့ဆိုတဲ့ကားကိုခုဆောင်က producer လုပ်ပြီးတော့ရိုက်တယ်။ driver ကညုံမင်းလွန်။ shooting မှာကံပေါင်းမှာစတွေ့ရချင်းဦးရိုင်းလုံးနဲ့ကံမစတွေ့တယ်။ ilee နဲ့မင်းကကြည့်လို့မရဘူး။ဟာဘာဖြစ်လို့လဲကိုဆို။တူးွားတယ်မင်းကကြည့်လို့မရဘူး။ဘာအလုပ်လုပ်လို့အဆင်ပြေပါမလားဆိုအာအလုပ်ကရရမင်းတို့အဆင်ပြေလားပြေပါရဲ့ ဟုတ်လို့မင်းတို့နဲ့ငါကြည့်လို့မရဘူးဆိုတော့တခြားလူတွေပြောမှသိရတယ်ငါအတိတ်ပြောထားခြင်းလို့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဟိုအဲ့လိုပဲဘာလို့လဲတော့မသိဘူးဒါပေမဲ့အခုတော့အဆင်ပြေပါတယ်ကိုညိုကသူဖြစ်ချင်တာတခုကိုသူကနားလဲအောင်ရှင်းပြတတ်တဲ့ driver ထဲမှာပါတယ်တေးဥဆောင်နေပုံပါလေဆိုတော့အဆင်ပြေပါတယ်ဗျလူလူပဲလူလူကစိတ်မျိုးမျိုးရှိရပဲဘာမှမဖြစ်ဘူးလေဘာမှမဖြစ်ကျွန်တော်ကျွန်တော်မကြိုက်တဲ့လူလည်းရှိမှာကျွန်တော်ချစ်တဲ့လူလည်းရှိမှာချစ်တဲ့လူလည်းရှိမှာအဲ့ဒါတွေကျွန်တော်ကလိုက်ခံစားနေကြမှာမလို့ဘူးအဲအခုအဲ့ဒီလေလံလေးကတော့တကယ်တရားတရားရှိရဲ့မိဆွေညီကိုတွေရဲ့ အကျိုးသားအထုတ်မှုတွေနဲ့ကျွန်တော်ကိုကျန်းလိုချင်တဲ့ amount ပေါ့နော်အပြည့်အဝမဟုတ်ရင်တော့မှသူတဝက်ထက်ကြော်ကြော်လေးရောက်သွားရတဲ့အတွက်ဝမ်းသာပါတယ်ဆိုတော့ကျွန်တော်တို့ဘက်ကလည်းလုံနိုင်တဲ့အပိုင်းတွေတော်တော်များများလုပ်ခဲ့ပါတယ်ဗျကျွန်တော်တို့ကိုကျန်းလိုနေစားပြီးတော့သိရဆိုတော့2000 2000ခွန်လေးရဆိုတော့အဲ့ဒီတွေကစားပြီးတော့ပေါ့နော်ဒီခုချိန်ထိအချင်းနေခင်နေကြတာဆိုတော့ဒါကျွန်တော်တို့တကထမင်းစားရေးတောက်တောင်ဖြစ်နေပါပြီကျွန်တော်တို့ဒီချိန်မှာတကယ်လိုအပ်နေတာကအလူငွေတွေပါဆိုတော့ဒီအလူငွေနဲ့ပတ်သက်ပြီးတော့ သူစိတ်ကူးစိတ်သန်းနဲ့ဒီလိုဒီလောက်အမောင်းအောင်ရအောင်ရှာသွားတယ်ဆိုတာကျွန်တော်လေးစားပါတယ်ဗျာခုချက်ကျွန်တော်ဒီဒီနှစ် season 2မှာတော့ပါတယ်ပေါ့နော်ပါတယ်ဆိုတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ကြိုးလည်းကြိုးစားတယ်ဆိုတော့ကျွန်တော်ကတော့စောင့်ကြည့်ပေးပါလို့ပဲပြောချင်ပါတယ်ဟုတ်တယ်သူကဒီမှာကျွန်တော်တို့ရိုက်ကူးရေးလုပ်တဲ့အချိန်မှာကျွန်တော်တို့အနုမြန်သမားကြီးလည်းပါတာပေါ့ပါတယ်ဆိုပေမဲ့အနုမြန်သမားတွေကကျွန်တော်တို့ကဒီမှာပြန်ပြောင်းဝင်အနေနဲ့ပဲပါတာကျွန်တော်ပြန်ပြောင်းဝင်တယောက်အနေနဲ့ပဲကိုညံ့ညံ့တာခံရမှာပဲကိုကိုကောင်းရင်ကောင်းတာကိုယ့်ရဲ့ resistance ရှိရင်ရှိသလောက်တက်လှမ်းဝင်ရမှာပေါ့နော်ဒီနှစ်ကကြတော့ကျွန်တော်တို့တွေကအာ ဝင်းနာကိုတယောက်ပဲထားမှာတယောက်ပဲမနစ်ကလိုမျိုး၄ယောက်၅ယောက်အဲ့လိုပူးတွဲပေးမှာမဟုတ်ဘူးတယောက်တည်းထားမှာဆိုတော့နောက်ပြီးတော့သူတို့ဟို eliminate system လဲပါတော့ပြုတ်သွားမှာကိုမကောင်းမကောင်းတဲ့ချိန်ပြုတ်သွားမှာပဲဆိုတော့ကြိုးစားရမှာကျွန်တော်အားကစားအတော်အများကိုကျွန်တော်ဝါသနာပါပါတယ်ဗျငငယ်တွေကလည်းဝါသနာပါတယ်ကျွန်တော်အရက်ဘီယာဆေးလေးတစ်ပိုင်မတောက်ဘူးဆိုတော့လေဒီအားကစားကိုကောင်းကောင်းမဆုံနိုင်မှာစိုးလို့ကျွန်တော်မတောက်တာပါဟုတ်အားမျက်လေးလေးယူတယ်နောက် J5 ကိုလည်းယူတယ်တကယ်အားကစားကိုပေါ့နော်တကယ်ဟိုဝါသနာပါပြီးတော့မှချက်ကုတ်ချက်ခဲဆော့ရတဲ့လူတွေနဲ့ကျွန်တော်တို့တွေဒါပြိုင်ခွင့်ရတာပေါ့ ဝမ်းသာစရာပါပဲ example အနေနဲ့ကတော့ပြောရခပါတယ်ကျွန်တော်တယောက်တည်းကတော့လောလောဆယ်တော့ရုပ်ရှင်မှာအချိန်ပေးနေရတာဆိုတော့ကျွန်တော်တချင်းဘက်တော့မလဲနိုင်သေးပါဘူးဗျဟုတ်ကဲ့ဒီညမထွက်ရကားလေးကိုအဲကျွန်တော် horror trailer ပုံစံကိုကြိုက်တယ်ဆိုရင်လာရောက်ကြည့်ရှုအားပေးဖို့တော့ဖိတ်ခေါ်လိုပါတယ်စိတ်ချနေပါအောင်ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်ဗျ creation မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ follow လုပ်တာပြီးစုပတ်သေးထားပေးပါဦးနော်